ဟုတ်ကဲ့ပါဘူးအရင်ဆုံးပေါ့နော်ဟိုမေးစင်တာကဒီပြီးခဲ့တဲ့ဒီမလ28ရက်နေ့ပေါ့နော်အင်အားပြင်းငလင်လောက်ခတ်မှုမှာဒီတခြားသောမျိုးနယ်ဒီမှာထိခိုက်မှုတွေအကုန်လုံးနဲ့အတူဒီပလီတွေလည်းအများကြီးပေါ့နော်ထိခိုက်ပြီးတော့ဟိုတိဆုံမှုတွေလည်းအများကြီးသိရပါတယ်အခုအဲ့ဒီငလင်ကြောင့်နော်ထိခိုက်ပျက်စီးမှုတွေတိဆုံမှုတွေအခုလိုကူနောက်ဆုံးရတဲ့အခြေအနေပေါ့နော်စီးရင်တွေသိရသမျှတွေပြောပြပေးပါအောင်ရှင် ဟိုအရင်ငင်းရောက်ကတော့မြန်မာနိုင်ငံလုံးဒီမှာရှိတဲ့ဘာသာလူတို့အတိအကျတော့ထိလိုက်ပါတော့ဗောနော်ဒါလေးကအဆောင်တွေများတော့ဖုံးဆုံးတာဗောအဲဒီအိဒိယနော်မကျွန်တော်တို့ဒီအစ္စလမ်ဘာသာဝင်တွေနဲ့အဖော်တွေနဲ့တိတန်ပိုင်းခြားပြီးပြောရမယ်ဆိုရင်တော့ပလီတွေလည်းအများကြီးဆုံးဆုံးနေလေကျောင်းတွေ136ကျောင်းတော့ပလီတွေဆုံးဆုံးဆုံးတာဗောဝေကျောင်းတွေအဲ့လိုဆုံးဆုံးနေလူတွေအဆောင်များတော့ပြက်စီးတယ်ပြီးတော့တီတီလေးအချိန်ရတော့ပေါ်ပြနေတဲ့အချိန် အရင်နေရတော့900လောက်ရှိနေတာပေါ့အဲ့လိုဖွင့်ရှုပ်မှုတော့များပါပဲအဲ့ဒါโอเคပါရှင်ဒီပေါ့အဲ့ဒီအဲ့ဒီနေရာပေါ့နော်ဒီအစ္စလမ်ဘာသာဝင်တွေရဲ့သူတို့ညီထွန်းမြတ်ဖရာဝတ်ပြုနေတဲ့ရက်တွေလည်းဖြစ်တယ်ပေါ့နော်အဲအကြောင်းအဲ့ဒါကြောင့်ထိခိုက်မှုများခဲ့တယ်လို့လည်းသိရပါတယ်ဆိုတော့လေနောက်ပြီးတော့နောက်အဆောက်အဦမိုင်းနေနေပေါ့နော်ဒီခေတ်ဆက်ဆက်ကဒီဘလူးလူးပြုပြင်တင်းနေပြင်ရခဲ့တဲ့အခြေအနေကိုလည်းဒီဘာသာရေးဆိုင်ရာခေါင်းဆောင်တို့ချက်စီရ36ကြီးလည်းသိရပါတယ်အခုအဲ့ဒီပိုင်းကိုလည်းပြောပြပေးပါအောင်ရှင် ။ဟုတ်ကဲ့ပလီတွေကတော့ဘယ်လိုလဲကျွန်တော်တို့ကဒီတမိုင်းဝင်ပလီတွေပါတာပေါ့နော်ရှင်းပြအနေနဲ့ထပ်တရားဆောက်ထားတဲ့ပလီတွေရှိတယ်။အဲ့ဒီနေသားနေပြီးတော့ဒီဘက်ဖြစ်တည်ကြတော့ကျွန်တော်တို့နှစ်ပေါင်း80လောက်ကပလီတလုံးဖောက်ဖို့ပလီတလုံးပြင်ဖို့ဆိုတာများတော့ခက်ခဲတယ်လေအကြောင်းမျိုးမျိုးကြောင့်တို့ကထန်သားနှောက်ရမှုတွေရှိတယ်အဲ့ဒီနေသားမျိုးမှာကျွန်တော်ပြန်ပြန်မစောင့်နိုင်ဘူးမစောင့်နိုင်ဘူးအလားပါမုံမှန်မှုလောက်ပဲလုပ်နိုင်တယ်နောက်အဖီလေးတွေတွဲရတယ် join တွေ join တွေတွဲအဖီလေးတွေတွဲပြီးတော့အဆင်ပြေလို့လေးဖောက်ထားကြတာပေါ့ အဲ့တော့စနစ်မကျဘူးဖောင်ဒေးရှင်းပိုင်းတွေမခိုင်ဘူးပေါ့အဲ့လိုနေထားနေပြီးတော့အခုထိထိခိုက်ခိုက်ကြီးဖြစ်သွားတော့ပြူကြတာပေါ့အဲ့တော့ဆုံးရှုံးနေတာမှုကတာမန်ထက်များတယ်အထူးသဖြင့်တိုက်ဆိုင်သွားတာကလည်းစောက်ကြံနေဝူးပြူးချိန်နဲ့တိုက်ဆိုင်သွားတဲ့ပုံမှာတော့ဆုံးရှုံးနေတာမှုကကြီးသွားတာပေါ့ယူဇာအလိုက်ကိုဆုံးရှုံးမှုပုံမှန်ဖြစ်တဲ့ကလေးလူငယ်တွေနဲ့အဓိကလူငယ်တွေလည်းအများကြီးဆုံးရှုံးသွားတာပေါ့ဒါမျိုးဆက်အတွက်ပါဟိုစိတ်မကောင်းကြရပေါ့အဲ့လိုဆုံးရှုံးမှုကြီးရှိတာပေါ့ ဟုတ်ကဲ့ပါအကွေဟိုဒီအရင်အစိုးရအဆက်ဆက်လက်ထက်မှာရောလေအဲ့ဒီရှေးဟောင်းပလီတွေတမိုင်းဝင်ပလီပြန်လဲတိဆောက်ခွင့်ကလေဘယ်လိုကတ်သက်ချက်တွေရှိခဲ့ရလဲသိပြရစီရှင်ကုလားပလီဆောင်မယ်ဆိုရင်ကိုဟန်သားနေတာပဲတရားဝင်ခုမှုချက်တွေမပေးဘူးလေမပေးတော့ကျွန်တော်တို့ဒီအများစုကသိထားကြားထားတဲ့သဘောအရနားလည်မှုတွေနဲ့ပဲပြီးရင်တိဆောက်ကြတာ哦အဲ့ဒီအတွက်ပလီတွေရဲ့ကြံ့ခိုင်မှုပိုင်းဆိုင်ရာအများကြီးနစ်နာသွားတာပေါ့ဖြစ်သွားတာပေါ့ဒါကြောင့်အုတ်ပြန်လဲပြိုပြက်သွားပြီပြက်သွားပြီပေါ့ပြက်သွားပြီဆိုမရှိတော့ဘူးဆိုတဲ့အချိန်ကတော့လေ 变来点高头钱嘛，就那种羡慕理由理他那个，变少费钱的，先你妈有呀？羡慕心里的那太太呀，你妈比如个理下的该少个的，少下来哦，你妈喊你妈你你妈喊你，少他了是吧？哎，再变少不多，就那都路还没路了，你妈好，好。里有变来，再看那变来点少点奖励嘛，比话没得，那变来点少点路过着，六安得，六安得去嘛，就那路那，京那。 လက်ရှိပေါ့လက်ရှိနိုင်ငံတော်ကနေပြီးတော့ဟိုဘာသာရေးစောင့်အုံးတွေပြန်လဲတည်ဆောက်ဖို့ကိုခွင့်ပြုဖို့လိုမယ်တရားဝင် ခွင့်ပြုဖို့လိုမယ်ပေါ့ဒီတရားဝင်ခွင့်ပြုနဲ့လဲတွားဖို့လိုအပ်တယ်လို့မြင်တယ်ဒီကဒါနဲ့ပတ်သက်ပြီးတော့အစ္စလမ်ဘာသာရေးအဖွဲ့အစည်းတွေကနေလည်းနိုင်ငံတော်တရားဝင်စတင်ပြီးတော့ဒီချက်သုံးသွားတဲ့လက်ရှိစည်းညဒီချက်နဲ့ပုံကောင်းပုံမယ်ဒီ136လုံးပြန်လဲပြင်ဆင်ဆောက်လုပ်ခွင့်ကိုပေးဖို့တရားဝင်တောင်းဆိုဖို့လိုမယ်လို့ထင်တယ် ဒါမှလည်းတရားဝင်တောက်ဆုံမှာပဲလုံဆောင်ရတာလည်းအဆင်ပြေမယ်။နောက်ကျွန်တော်ပြန်လည်စောက်တဲ့အချိန်ကျရင်လည်းဘာတွေဖြစ်လာလို့လဲဆိုတော့ပလီမြေနေရာအကျယ်ဝန်းအရှိပြိုသွားတဲ့အဖောက်ပုံစံအဲ့ဒီကနေပြီးတော့လရှိဒါမဲ့လူဆက်တွေအတွက်လိုအပ်တဲ့အကျယ်ဝန်းပေါ့နယ်နိမိတ်အကျယ်ဝန်းကိုဒီခိုင်ခိုင်မာမာပြန်လည်တိဆောက်ဖို့လိုအပ်တယ်။ဒီမှာပြန်လည်တိဆောက်ဖို့လိုချင်အရင်နေရာပညာရဲ့အဲတွဲပြီးတော့ပညာရှင်အနေနဲ့တွဲပြီးဆောက်ဖို့လည်းလိုတယ်။ဒါမှအနာဂတ်မှာ အဲ့လိုဆိုရင်ဦးလေးမဖြစ်အောင်ပေါ့နော်အခု7.7ဆိုကိုက8.5လောက်အထိကိုပြီးအောင်ကိုကစောက်ဖို့လိုလာပေါ့အဲ့ဒါအရေးကြီးတယ်အဲ့ဒီဟာကလည်းကူကူမဖြစ်သင့်ဘူးတိတိကျကျကိုတနည်းတရားပြင်ဆင်ပြီးကွန်ပလီတရက်လုပ်ပြီးတော့လူကြီးတွေခေါင်းကြီးကြီးနဲ့လုပ်ရမယ်လို့တော့မြင်နေတယ် ဟုတ်ကဲ့အခုအခုဒီပြန်လဲတင်ဆက်တိဆောက်ဖို့အတွက်ပေါ့နော်ဒီတရားဝင်ခွင့်ပြုချက်တွေလိုရလို့လည်းအခုပြောခဲ့တယ်ဆိုတော့လေအဲ့ဒီဘိုင်းမှာရောဟိုဘလို့တောင်းဆိုမှုတွေလှုပ်ထားပြီလားလှုပ်ထားတာရှိလဲပေါ့နော်အဲ့ဒီအခုဘလို့အခက်အခဲတွေရောရှိနိုင်လဲအရင်တုန်းကတော့ကန့်သက်ချက်တွေရှိခဲ့တာဆိုတော့လေအခုဘလို့မြင်လဲရှင့်အဘာသာရေးအဖွဲ့ကြီးတွေကတောင်းဆိုမှုတွေလှုပ်ထားမှာတော့မသိဘူးကြကျွန်တော်တို့တော့မကြောက်ဘူးကြသူတို့တွေကိစ္စလှုပ်လှုပ်နေလားဆိုတာတော့ကျွန်တော်တို့သိရတယ်ပေါ့နော်လှုပ်ဖို့တော့လိုတယ်ဗျဒါတော့လည်း ဒီအခုတခါတည်းဒီဘာသာရေးဖွဲ့စည်းတွေကိုလည်းတောင်းဆိုတာပေါ့မင်းတို့တေချာလို့တေချာလို့ပြီးတော့နိုင်ငံတော်ကိုတောင်းဆိုပါဆိုတော့ပြောရတာတရှိတော့မကြဘူးဗျဟိုသူတို့ဘက်ကထုတ်ပြန်ချက်တွေမရှိသေးဘူးနှစ်ဖက်လုံးပေါ့နော်အစိုးရဘက်ကလည်းထုတ်ပြန်ချက်မရှိသေးဘူးဘာသာရေးဖွဲ့စည်းတွေဘက်ကလည်းထုတ်ပြန်ချက်မရှိသေးဘူးခင်ဗျာအကြရတယ် ဟုတ်ကဲ့ပါအခုဆိုကိုတို့ကျမတို့တည်တဲ့အတိုင်းပေါ့နော်နောက်ဆက်တွဲငလီနေရလဲဟိုလှုပ်ခတ်နေတယ်နောက်ပြီးတော့မိုးရွာတာကြီးလဲဆက်ရှိနေတော့ဟိုဒီလိုအချိန်ဒီမှာဒီအချိန်မျိုးတွန်းတွန်းတတ်တိုင်းလှုပ်ဖို့ပေါ့နော်ဟိုအကိုအနေနဲ့နှစ်ဖက်ကိုဘလို့အကြံပြုတိုက်တွန်းနေတာရှိလဲထပ်ပြီးတော့ဆုံရှုံနေတာမှုတွေထိခိုက်မှုတွေမဖြစ်အောင်ပေါ့နော်အယူတစ်ဆိုင်သွားရမယ်လို့တော့မြင်ပါတယ်ဒီတောင်းဆိုတာတွေကတော့အစင်ဆက်လဲတောင်းဆိုနေရမယ်ကိစ္စတွေပဲပေါ့နော်အများနဲ့ကျွန်တော်တို့ကနောက်ကျကြတယ်လေဖြစ်ပြီးမှထပြီးတော့ လောက်ကြတာကိုကြိုတင်ပြင်ဆင်မှုဆိုတာကအများနဲ့အဆက်ဆက်အဆက်ဆက်ကနည်းတယ်ဟိုအလေးနဲ့လည်းမထားကြဘူးပေါ့ခေါင်းဆောင်လုပ်တဲ့လူတွေဘက်ကလည်းအလေးနဲ့မထားကြသလိုနိုင်ငံတော်ဘက်ကလည်းအလေးနဲ့မထားသလိုကိုယ့်ဘက်ကလူကြီးပိုင်းတွေကလည်းအလေးနဲ့မထားကြဘူးလေပူပင်တော့ကပိုင်းဆိုင်ကအလေးနဲ့မထားကြတဲ့ပြဿနာလေးဖြစ်တော့အားလုံးဒီကိစ္စမှာကတော့ဟိုနိုင်ငံလဲနိုင်ငံတော်နိုင်ငံတော်လဲနိုင်ငံတော်အလျောက်ပေါ့ပြည်သူလဲပြည်သူအလျောက်ပြည်သူတွေမှာမှ community ကိုခေါင်းဆောင်နေပါတယ်ဆိုတော့လူတွေကလည်း 大部分大湾，他们溪水、vale、<music> 呢？高邮它的大湾那基本放北路，路路一百米哦，高架路九十二米路哦，原来啊那个，哦高邮它的大湾呢在九十二家马路，啊是机也刚刚的，好像嘛，的？啊，讲？ ကဲ့ပါဟုတ်ကဲ့ပါရှင်အခုဆိုလို့ရှိရင်ပေါ့နော်ဒီဒီကနေ့ဆိုတဲ့ဒီမန္တလေးမြို့မှာဒီကနေ့အစ္စလာမ်ဘာသာဝင်တွေရဲ့ဖျားဝတ်ပြုရဲ့ပေါ့နော်လမ်းမတွေပေါ်မှာဝတ်ပြုနေကြတာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ဒီအခုတခြားသောဒီဒေသတွေမှာရောဒီလိုဘာသာရေးဆိုင်ရာကြီးလိုဝတ်ပြုမဲ့နေရမှာဘယ်လိုပုံစံနဲ့ဝတ်ပြုနေကြလဲအဲ့ကာလကရောဟိုဘယ်လောက်ထိကြာမှလဲဘယ်လောက်ဖြစ်တင်လဲအဲ့အခြေအနေလေးပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့လည်းဒီတော့ဒီဖြစ်တဲ့နေရာလေးနဲ့မဖြစ်တဲ့နေရာမဖြစ်တဲ့နေရာတွေကတော့ပုံမှန်အတိုင်းဝတ်ပြုနေကြတာပေါ့ဒီအဟောင်းအဆုတ်လေးတွေမှာ ရောက်နေတိုင်းပဲဝတ်ပြုနေကြတာပေါ့မဖြစ်တဲ့နေရာတွေမှာဖြစ်ခဲ့ရင်တော့ဒီအမိတွေလည်းဖြစ်သွားမှာပဲအဲ့တော့လက်ရှိဖြစ်ခဲ့တဲ့နေရာတွေမှာတောက်ဦးမရှိတော့လမ်းပေါ်တွေမှာဝတ်ပြုနေရတယ်တချို့နေရာတချို့ပလီတွေကတော့ဒီပလီတွေကိုဖျက်ဖြိုးလိုက်ပြီးတော့ဒီကန်လုတ်ပြီးတော့အဲ့ဒီမှာပဲအခင်းလေးတွေခင်းပြီးဝတ်ပြုနေတာလည်းရှိလမ်းမှာဝတ်ပြုဖို့အခက်အခဲရှိတဲ့နေရာတွေကြတော့လေပလီတွေဒီရေရေကွင်းပြင်ပေါ်မှာပဲဆဖောက်ဦးဖျက်ပြီးတော့အဲ့ဒီမှာပဲလုတ်နေရတာပဲဒီကလာတိတ်ကြနေလို့တော့မဖြစ်ဘူးခင်ဗျာဒီကလာအမြင်ရမယ်ရှေ့မှာဆိုရင် မိုးရင်းလာပြီပေါ့မိုးရင်းလာပြီလေမိုးရင်းလာပြီဆိုတော့ဒီရက်ရက်ကင်တဲလေးနေနဲ့ဘယ်တော့ဝတ်ပြူနိုင်မလဲမိုးကြီးလေကြီးပြီဆိုတော့အဆင်မပြေဘူးအမြန်ဆုံးတိဆောက်ဖို့တော့လိုရယ်ပလီတလုံးဆောက်မယ်ဆိုရင်တော့လက်ရှိဟိုပေ90ပေ80ပလီအကျယ်ဝန်းကျင်ပေ100ပေ80အကျယ်ဝန်းကျင်ပလီတလုံးဆောက်မယ်ဆိုတော့အနည်းဆုံး6လလောက်တော့အချိန်ယူရမှာပေါ့အချိန်ယူရမယ်ဆိုတော့အမြန်ဆုံးဆောက်ကြပြီးတော့အခက်မြန်မြန်လောက်ကြတာပဲကောင်းကောင်းမယ်လို့မြင်ပါတယ်ခင်ဗျ